အားလုံးပဲမင်္ဂလာပါရှင်မြန်မာစကားကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ English Grammar Series တဲ့ဒုတိယသင်ခန်းစာဖြစ်တဲ့ Articles ပဲဖြစ်ပါတယ် Articles တွေက noun ကိုအခြေခံပြီးသုံးတာဖြစ်တဲ့အတွက်ကြောင့်ရှိတဲ့ဘက်က announce video ကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်ကြည့်ဖို့တော့ကျွန်မ description မှာ link ထည့်ပေးထားပါတယ် ဒီနေ့သင်ခန်းစာမစားခင်မှာကျွန်တော်ရှေ့တစ်ပတ်ကပြောခဲ့တဲ့ noun ဆိုတာလေးကိုအရင်ဆုံး review လုပ်လိုက်အောင်ဆိုတော့ noun ဆိုတာကအဲ့ person လူ animal တတိယဆန်နေပြောရလို့ရှင် place ဆိုတော့နေရာလေး thing အရာဝတ္ထု state အခြေအနေအဖြစ်အပျက် event idea ဆိုတာကစိတ်ကူးရေ or feeling ဆိုတော့ခံစားမှုတွေကိုကျွန်တော်တို့အကုန်လုံး noun လို့ပြောရတယ်။ announce မှာမှ ွဲထားတာက common nouns common nouns ဆိုတဲ့ဥစ္စာအားတဲ့လူတွေအရာဝတ္ထုတွေ နေရာတွေကိုပြောတာဒါပေမဲ့တရိတ်ဆန်တွေရောပေါ့နော်အဲ့ဒါတွေကိုပြောတာဒါပေမဲ့သူက general အဖြစ်ပြောတာရေဘူးရအဖြစ်ပြောတာပေါ့နော်ဥမာဆိုလို့ရှိရင်ကျမတို့က main မတို့ယောက်ျားတို့ခွေးတို့ကြောင်တို့ပြီးပါလို့ရှိရင်နေရာဆိုလို့ရှိရင်လည်း country တို့သိရမလားပြီးရင်အရာဝတ္ထုဆို table တို့အဲ့လိုဟာတွေအကုန်လုံးကကျမတို့ common noun လို့ခေါ်တယ် proper noun ဆိုတာကခုနကဥစ္စာတွေပဲကျမတို့အတိအကျပြောလို့ရှိရင် proper noun ဖြစ်လာတယ် proper noun ကကျမတို့လူလို့မပြောဘဲနဲ့ မိန်းမတွေကကြတော့မပြောဘဲနဲ့ထွန်းထွန်းလို့မျက်များတော့ right အဲ့လိုမျိုးပြောလို့ရှင်သူကဒီလူတယောက်ကို specific ပြောထားရဆိုတဲ့အတွက် proper noun လို့ခေါ်တယ်။နေရာဆိုလို့ရှိရင်လည်းပထမတော့ကျွန်တော်တို့ country လို့ပြောလို့ရှိရင်အခုကျရင်မြန်မာဒါမှမဟုတ် United States right ဒါတွေအကုန်လုံးကအတိအကျပြောထားတဲ့အဥ္စာရေးဆိုလို့ရှိရင် proper noun လို့ခေါ်တယ်။နောက်တစ်ခုကကျတော့ abstract noun abstract noun ဆိုတာက idea feeling qualities and concept that cannot be physically touched ဆိုတော့ကျွန်တော်လူအနေနဲ့ထိတွေ့လို့မရဘူးဒါပေမဲ့ကျွန်တော်ခန်းစားနိုင်တယ်အမောအုံနောက်ကတိတယ်အရာမျိုးတွေကိုဆိုလို့ရှိရင် astra nouns လို့ခေါ်တယ်အဲ့ဒီမှာမှာကျွန်တော်တို့က countable noun နဲ့ uncountable noun ဆိုတာရှိတယ် countable noun ဆိုတာကရေတွက်လို့ရတဲ့အရာတွေပေါ့နော်ဥပမာဆိုတဘူးနှစ်ဘူးဒါမှမဟုတ်လို့ရှင်လဲတစ်ခုံနှစ်ခုံဆိုရေတွက်လို့ရတဲ့အရာတွေဆိုလို့ရှင် countable noun လို့ခေါ်တယ်ပြီးပါလို့ရှင် uncountable nouns ကကြတော့ကျွန်တော်တမန်အဖြစ်ရေတွက်လို့မရအောင်ဥပမာဆိုရေတို့ milk no တို့ အဲ့လိုမျိုးပြီးွားလို့ရှင် san တို့ right rice အဲ့ဒါဆိုလို့ရှင်ရေးတွက်လို့မရအောင်ဒါမှမဟုတ်လို့ရှင် abstract idea ခုနလိုမျိုး happy love တို့ right အဲ့လို abstract ideas တို့လို့ရှင်လဲကျွန်တော်အဲ့ဒါကို uncountable noun အနေနဲ့သုံးတယ်တဲ့ so ဒီ sentence လေးကိုကြည့်လိုက်ရအောင်ဒီ sentence လေးကိုကြည့်ပြီးတော့ကျွန်တော်ဘယ်ဟာက nouns လဲဘယ်လို nouns လဲဆိုတာကိုခွဲကြရအောင် so mr bought a book အမကအဲ့စာအုပ်တော့ကိုဝယ်တယ် and some pencils ခဲတဲ့အနေငယ်နဲ့စာအုပ်နဲ့ဝယ်တယ် why feeling great happiness သူမပြောနေတဲ့အချိန်မှာသူကဒီစာအုပ်နဲ့ခဲနဲ့ဝယ်တယ် she also drank water before leaving the store so the store ကနေပြီးတော့မထွက်ခင်မှာလေတဲ့ရေးတော့တယ်တဲ့ ဆိုတော့ဒါကတော့အတိတ်ပဲမရှိဘူးဒါပေမဲ့ကြည့်အောင်ဘယ်ဟာနောင်လဲဆိုတော့ဆိုတော့ emma emma ဆိုတာက noun right ဒါလူကိုပြောတာလူတွေမကဘူးသူကလူမောင်မ emma ဆိုတဲ့လူကိုပြောတယ်ဆိုတဲ့အတွက်ကျမတို့ကဒါကို proper noun လို့ခေါ်တယ်နော်ပြီးပါလို့ရှင် bought a book ဆိုတော့ book ဆိုတာကစာအုပ် right စာအုပ်ဆိုတာကကျမအတိအကျပြောထားမှာဘာစာအုပ်လို့ပြောထားစာအုပ်လို့ပဲပြောထားရဆိုတဲ့အတွက်အဲ့ဒီဟာက ဘာဖြစ်မလဲဆိုတော့ common noun ဖြစ်မှာ right common noun ဒါပေမဲ့ book မှာ s မပါဘူး a book ဆိုရဲတော့စောက်တော့ထဲဥပြောတာဆိုတော့ကျွန်တော်တို့ကအာ singular ပြီးတော့ countable noun ဖြစ်တယ်ပြီးတော့ some pencils pencils ကကြတော့ဘယ်အခုနလိုမျိုးပဲဘယ်ခဲတံဆိုပြီးအတိအကျပြောထားတာမဟုတ်ဘူးဆိုရဲတော့ဒီဥစ္စာကလည်း common noun ပဲဖြစ်တယ် pencils မှာ s ပါဆိုရဲတော့အများကြီးဆိုတော့ကျွန်တော်တို့က plural လို့ပြောမယ် why feeling great happiness happiness ဆိုတာကပျော်ရွှင်တာ right a feeling ဆိုတဲ့အတွက်ကျွန်တော်တို့ astro noun လို့ခေါ်တယ်နောက်ဆုံးတစ်ခုနောက်ဆုံးမြောက်ခမနာတစ်ခု water water ကကြတော့ရေကကျွန်တော်တို့ common noun right ရေဘူးရအပြင်ပြောတဲ့အရာမျိုးရေဘာရေလို့မပြောဘူးရေလို့ပဲပြောရ right then ပြီးသွားလို့ရှင်ဒီဥစားက uncountable noun ဖြစ်တယ်နောက်ဆုံးတစ်ခုက store store ကကြတော့ ဆိုင်ကိုပြောတယ်ဒါပေမဲ့ဘယ်ဆိုင်လို့တိကျမပြောဘူးဆိုရက်အတွက်ဒီဟာကလည်း common noun ဖြစ်တယ် store ကလည်းရည်တွက်လို့ရတယ်ဘယ်နှခုဆိုရက်အတွက်ကျွန်တော်ဒီဟာ countable noun ကိုပြောမယ်အခုဒီနေ့သင်ခန်းစာ article ဆိုတာကိုစလိုက်အောင် article ဆိုတာက definition က articles are words that define a noun as specific or unspecific so article ဆိုတာကတဲ့စကားလုံးနေဖြစ်တယ်တဲ့ that define a noun noun ကိုသူက define လုပ်တဲ့ဟာဆိုတော့ um တတ်မှတ်တဲ့အရာပေါ့နော် as specific specific ဆိုအတိအကျလား or unspecific အတိအကျလားအတိအကျမဟုတ်တဲ့ noun လားဆိုတာကိုတတ်မှတ်တဲ့အရာ articles လို့ခေါ်တယ်တဲ့ so in english there are three articles in english မှာဆိုလို့ရှိရင် article သုံးမျိုးရှိရတဲ့ဆိုတော့ဘာတွေလဲဆိုရင် indefinite articles မတိကျတဲ့ articles တွေဆိုလို့ရှိရင်ကျမတို့က a ဒါမှမဟုတ်လို့ရှိရင် an နဲ့သုံးမယ် definite articles အတိအကျဖြစ်တဲ့ articles ဒီ solution ကျမတို့ကသင်နေတော့မယ် indefinite articles ဖြစ်တဲ့ a နဲ့ n ကိုအရင်ကြည့်လိုက်အောင် a and n are used when we talk about something general or not mentioned before ကျွန်တော် a နဲ့ n နဲ့ဥပမာသုံးလဲဆိုလို့ရှိရင်ね something general ဆိုတော့ရေကူရအပြအားဖြင့်ပြောတဲ့အရာတွေဒါမှမဟုတ်လို့ရှိရင် not mentioned before ပထမမှာပြောထားတဲ့အရာမဟုတ်တာပထမအဦးဆုံးတစ်ခုခုကိုရည်ညွှန်းမယ်ဆိုလို့ရှိရင်ဒါပထမအဦးဆုံးချင်းပြောတာ right အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော် a နဲ့ n နဲ့ကိုသုံးမယ်တဲ့ နောက်တစ်ခုကကြတော့ they are used only with a singular countable noun ဆိုတော့ကျမတို့ singular countable noun သူအများကြီးနေနဲ့သုံးလို့မရအောင်သူကအ ਨੇ ကြီးပြီးရင် countable noun ဖြစ်ရမယ်ရည်တွက်လို့ရတဲ့အရာဖြစ်ရမယ် a နဲ့ n နဲ့သုံးမယ်ဆိုလို့ရှိရင်တစ်ခုကရည်တွက်လို့ရရမယ်နောက်တစ်ခုကကြတော့အ ਨੇ ကြီးဖြစ်ရမယ်အဲ့လိုချိန်ပါပဲ a နဲ့ n နဲ့ကိုသုံးလို့ရမယ်တဲ့ use a versus n ဘယ်နေရာမှာ a ကိုသုံးပြီးရောဘယ်နေရာမှာ n ကိုသုံးလဲဆိုတာကိုကြည့်ရအောင် use and before words that become with a vowel sound a e i o u ဆိုတော့ and ကိုဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင်ကျမတို့ a e i o u ဆိုတော့ vowel ရဲ့ vowel sound ဖြစ်တဲ့အဲ့ဒီလိုမျိုး vowel အတန်ထွက်တဲ့ရှေ့မှာဆိုလို့ရှိရင်ကျမတို့ and ကိုသုံးမယ်တဲ့ပထမစာကြောင်းမှာ she ate an apple သူမကပန်းသီးကိုစားတယ်တဲ့ န်ဒီကိုစားရဲဆိုလို့ရှိရင်ပန်ဒီက apple က a နဲ့စားရဲဆိုတဲ့အတွက်ကျွန်တော်တို့က an apple လို့တောင်းတဲ့ a apple လို့မတောင်းဘဲနဲ့ဒုတိယစာချောင်းက i saw an elephant at the zoo ငါကစင်ကိုတရိတ်ဆိုင်ုံမှာတွေ့ခဲ့တဲ့ဆိုတော့ elephant မှာလည်း a နဲ့စားရဲ vowel ဆိုတဲ့အတွက်ကျွန်တော်တို့က an elephant လို့တောင်းတယ် a နဲ့မတောင်းဘဲနဲ့ကျတော့ဒီညမှာအရန်လွယ်တာကပါလဲဆိုတော့ကျွန်တော်တခုပဲစဉ်းစားရမယ်အဲ့ဒါက n ကိုပဲချိန်မှာတောင်းမလဲဆိုတော့ n ကိုမတုံးတဲ့ဟာမှန်သမျှကကျွန်တော် a နဲ့တုံးတယ်။ဘာလို့လဲဆိုတော့ English alphabet မှာနှစ်မျိုးပဲရှိတယ် a e i o u က vowel vowel မဟုတ်တာတဲ့အကောင်လုံးက consonant လို့ခေါ်တယ်။ဆိုတဲ့အတွက် consonant ဖြစ်ပြီဆိုလို့ရှိရင်အဲ့နေရာမှာအဲ့ noun ရဲ့အရှင်းမှာ a နဲ့တုံးတယ်။ဆိုတော့ပထမစာကြောင်းက i saw a cat ငါကကြောင်ကိုမြင်ခဲ့တယ်ဆိုတော့ကြောင်က cat c နဲ့စတယ်ဆိုတဲ့အတွက် borrowed consonant ဆိုတဲ့အတွက် a နဲ့တောင်းမယ် vowel မဟုတ်တာမှတ်ညာ consonant right ဆိုတော့ဒုတိယစာကြောင်းမှာက he bought a book သူကစာအုပ်ဝယ်ခဲ့တယ်တဲ့ book က b ဆိုတဲ့အတွက် vowel မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ a နဲ့တောင်းတယ်အဲ့ညာမျိုးမှာ n နဲ့တောင်းလို့မရအောင်ဒါမဲ့ဒီနေရာမှာခြွင်းချက်ပါရှိလဲဆိုတော့တချို့စကားလုံးတွေကကျမတို့ဒီနံမှာ အရှိဆုံးစကားလုံးက vowel မဟုတ်ပေမဲ့ vowel အတန်ထွက်တဲ့ဟာမျိုးရှိတယ်။တချို့စကားလုံးက vowel နဲ့စပြီးမှ vowel အတန်မထွက်တဲ့ဥစ္စာမျိုးလည်းရှိတယ်။ဒီဟာကဘာတွေဖြစ်နိုင်လဲဆိုတော့ပထမဆုံးတစ်ခုမှ he is an honest man သူကရရိုးသားတဲ့လူတဲ့ honest က h နဲ့စတဲ့ h က ai ကိုယူထဲမှာမပါတဲ့အတွက်ဒါ vowel နဲ့စတဲ့စကားလုံးမဟုတ်ဘူးသို့ဆိုညာလဲ honest မှာ တော့ h ကိုအတမ်းမထွက်ဘူး honest လို့မထွက်ဘဲနဲ့ honest လို့ထွက်တယ်ဆိုတဲ့အတွက် तू က vowel sound ဖြစ်တယ်ဆိုတော့ကျွန်တော် an honest person လို့ပြောမယ် honest အကို a နဲ့တွဲတောင်းလို့မရဘူးဆိုတော့ h က silent ဖြစ်လို့နော်ဒုတိယတစ်ခုကကြတော့ the movie will start in an hour hour ကလည်းခုနကလိုပဲ hour လို့မထွက်ဘူး h ကဒီနေရာမှာအတန်မထွက်တဲ့စကားလုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ hour လို့ထွက်တဲ့ငါတို့ဆိုရဲစကားလုံးနဲ့တူတူပဲပေါ့ o u r အတန်မထွက်တဲ့ hour ဆိုတော့အဲ့နေရာမှာ an hour လို့ပြောမယ်။နောက်ဆုံးတစ်ခုကကြတော့ she has a university degree သူမကတဲ့တက္ကသိုလ်ဝေးရပြီးသားတဲ့ university က u နဲ့စတော့ဒီနေရာမှာ a e i ကိုယူဖြစ်တော့ညာလဲ u က ဥလို့ထွက်ออกมา right ဒါမှဆိုဒါပေမဲ့အဲ့ဒီအတန်မထွက်ဘဲနဲ့ယူလို့ထွက်တော့သူက y အတန်ထွက်တယ်လို့သူတို့ consonant အတန်ထွက်တဲ့အကြောင်းမလို့ A university လို့တောင်းတယ် N university လို့မတောင်းမနဲ့ဒါကတော့ဒီစကလုံးအတန်ထွက်ကြည့်လို့ရှင်သိတယ်ပေါ့နော်အတန်ထွက်လိုက်လို့တကယ်လို့အဲ့ nan က vowel အတန်ထွက်လို့ရှင် n နဲ့တောင်းမယ် vowel အတန်မထွက်ဘူးဆိုလို့ရှင် a နဲ့တောင်းမယ်နောက်တစ်ခုက definite article there there ကိုဘယ်နေရာမှာသုံးလဲဆိုတော့ there is used when we talk about something specific or already known there ကိုကျမတို့က something specific ဆိုအတိအကျပြောတဲ့ဟာမျိုး right အတိအကျဆိုတော့ဒီဟိုရေပူရအဖြစ်ပြောတာမဟုတ်တဲ့အရာတွေပေါ့နော်အဲ့ဒါမျိုးတွေမျိုးဒါမှမဟုတ်လို့ရှင် already known already known ဆိုတိပြီးသားအရာဥပမာလူနှစ်ယောက်စကားပြောလို့ရှင်နှစ်ယောက်လုံးကသူတို့ဘယ်ဥပမာခွေးအကြောင်းပြောဘယ်ခွေးဆိုတာသိပြီးသားအကြောင်းအကြောင်းပြောရင်လည်းအကြောင်းဘယ်အကြောင်းဆိုတာသိပြီးသားဒါမှမဟုတ် တက္ကသိုလ်ကျောင်းတို့ပါတော့ဘယ်အရာပြပြ2ရောင်လုံးဝတိပြီးသားအရာဆိုလို့ရှင် ကျွန်တော်အဲ့နေရာမှာ AN နဲ့မသုံးမဲနဲ့ D နဲ့သုံးတယ်ဥပမာဆိုလို့ရှင်ကျွန်တော်တို့ဩငါလမ်းမှာကြောင်တွေ့ခဲ့တယ်ပေါ့နော်အဲ့ကြောင်ကလို့ဒုတိယစာကြောင်မှာထပ်ပြောအဲ့ကြောင်ကအဖြူနဲ့အမဲနဲ့ဆက်ထားတယ်လို့ပြောလို့ရှင်ပထမဆုံးမှာကျမတို့ A နဲ့တွေ့တွေ့ချင်းစာကြောင်ကိုပြောတဲ့ဥစ္စာမှာ A နဲ့သုံးပြီးလို့ရှင်အဲ့ဒီကြောင်ကြောင်ကိုဆက်ပြောတဲ့ အစားလေးမှာဆိုလို့ရှိရင်ကျွန်တော်ဒယ်နဲ့သုံးလို့ရတယ်။အဲလိုဆိုရင်ဒီပြောတဲ့လူရောပြောခံရတဲ့လူရောနှစ်ယောက်လုံးကဘယ်ကြောင်ဆိုတော့သိပြီးသွားပြီဆိုတော့တော့နောက်ဆိုလို့ရှိရင်ဒယ်နဲ့သုံးလို့ရတယ်။ဒီရစာကြောင်းမှာကြတော့ it can be used with singular plural or uncountable noun ကျမ a နဲ့ an နဲ့မှာတော့ပြောထားတယ်ဘယ်နေရာမှာပဲသုံးလို့ရလဲဆိုတော့ singular countable noun မှာပဲသုံးလို့ရတယ်အနည်းငယ်ပြီးတော့သူက countable noun ဆိုရေတွက်လို့ရတဲ့ဟာဖြစ်ရမယ်ဒါပေမဲ့ there မှာကြတော့ အနေကိန်းလဲသုံးလို့ရတယ်အများကိန်းလဲသုံးလို့ရတယ်ရေတွက်လို့ရတာအောင်မရတာအောင်မှာဒဲနဲ့သုံးလို့ရတယ်တဲ့နော်ဆိုတော့ example ကိုကြည့်လိုက်ရအောင် the sun is shining နေကတဲ့တောက်ပါနေရတဲ့ဆိုတော့ sun ဆိုတာနေဆိုတာတခုပဲရှိရ right ဆိုတော့အဲ့တော့ကျွန်တော်အဲ့နေရာမှာဒဲနဲ့သုံးမယ်ဒုတိယစာကြောင်းက i saw the dog you were talking about ငါနေပြောတယ်တဲ့ခွေးကိုတွေ့ခဲ့တယ်ဆိုတော့ ဒီနေရာမှာနှစ်ယောက်လုံးကကြည့်တယ်မြေခွေးကိုပြောရတယ်ဆိုတာ right သူတို့ပထမနေ့မှာလည်းဖြစ်ချင်းဖြစ်မှာပထမမနက်ပိုင်းမှာလည်းဖြစ်ချင်းဖြစ်မှာသူတို့ဒီခွေးကိုတွေ့ခဲ့တယ်လို့ပြောပြီးသားအဲ့လိုဆိုရတဲ့အခုသူတို့နှစ်ယောက်လုံးကကြည့်တယ်ဆိုရတဲ့ဒီနေရာမှာ dog ကိုဟို a နဲ့သုံးမသုံးမဲနဲ့ the dog လို့ပြောတယ်နောက်ဆုံးစကြောင်းက she put the milk in the fridge သူမကတဲ့ဒီ no ရေခဲ့တဲ့ဓာတ်ရိုက်မှာတဲ့ milk ဆိုတာက uncountable noun ဖြစ်တယ်ဆိုရတဲ့ကျမတို့ a နဲ့ n နဲ့သုံးလို့မရဘူးဒီနေရာမှာ the နဲ့ပဲသုံးလို့ရမယ် why not to use articles articles တွေဘယ်နေရာမှာမသုံးလဲဆိုအောင်ကြည်အောင် no articles is needed for article ကိုမလိုတဲ့နေရာတွေကတဲ့ plural and uncountables now we're talking about generally so ရေပူရအားဖြင့်ねကျမတို့ဒီ uncountable noun တို့ plural noun တို့ပြောတဲ့အခါမျိုးဆိုသုံးလို့မရဘူးတဲ့ဘာအတိတ်ပဲလဲဆိုတော့အောက်က example မှာကြည်အောင် dogs are friendly အတိတ်ပဲကခွေးတွေကဖော်ရွေတယ်လို့ပြောတာ ခွေးတရဖော်ရွယ်ဆိုတာကကျမခွေးရဖော်ရွယ်လို့ပြောတာမဟုတ်ဘူးသူခွေးလို့အတိအကျမပြောခွေးဒီလို့အဲ့လိုခြုံပြောတဲ့အရာမျိုးဆိုလို့ရှင်ကျမတို့က article မလို့ဒီနေရာမှာ a နဲ့ n နဲ့ကမတုံးတာကျမတို့ကြည့်ပြီးသား right ဆိုတော့အရှိမပြောခဲ့တာက general ပြောတဲ့အရာဆိုရှင်တော့ a နဲ့ n နဲ့တုံးတယ် specific ပြောရင် the နဲ့တုံးတယ် right ဒါပေမဲ့အများကြီး ဖြစ်ပြီးတော့ general ပြောလို့ရှိရင်ကျမတို့အဲ့နေရာမျိုးမှာဆိုလို့ရှိရင်ဒီ um articles ကိုမသုံးဘူးတဲ့ဒုတိယတစ်ခုကကျတော့ water is essential for life ရေကတဲ့ကျမတို့ဘလူဘဝအတွက်မရှိဖြစ်လိုအပ်တယ်တဲ့ဒါပေမဲ့အဲ့ဒီရေကပင်လယ်ရရေတို့အိမ်ရရေတို့ဘာရေဆိုတာမပြောဘူး right ဒါတမန်ပြောတဲ့အရာမျိုးဆိုတဲ့အတွက် ို generally အဖြစ်ခြုံပြီးတော့ပြောရဲဆိုတဲ့အတွက်အဲ့လိုနေရာမျိုးတွေမှာဆိုလို့ရှိရင် the water လို့ပြောစီအောင်လို့ water လို့ပြောရင်သိပြီပေါ့နော်ဒါပေမဲ့အဲ့နေရာမှာလည်း grammar မှာလေဟိုစီမင်းစီကနေရှိတယ်လို့ချွင်းချက်တွေကလည်းအများကြီးရှိရ right ဆိုတော့ကျွန်တော်တို့တတိထားမှာပါလဲဆိုတော့ the dog the dogs in my neighborhood are friendly ဒီငါရဲ့တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ခွေးတွေကတဲ့အရန်ဖော်ရွေတယ်တဲ့အဲ့ဒီအတိတ်ပဲကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရှိတဲ့ခွေးတွေချုပ်ပြီးပြောတာမဟုတ်ဘူး ကျွန်မနေတဲ့ပတ်ဝန်းကျင်မှာရှိတဲ့ခွေးတွေကိုပဲပြောတာတခြားခွေးတွေကဖော်ရွေကျွန်မဖော်ရွေမယ်ဒါပေမဲ့ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ခွေးတွေကဖော်ရွေတယ်လို့ပြောရဲဆိုရဲအတွက်တကောင်ထက်အများပြောတယ်ဒါပေမဲ့လည်းဒါ specific ပြောထားတဲ့ဟာမျိုးတိတိကျကျပြောထားတာအိမ်ကဒီနားခွေးကိုပဲပြောတာကျွန်မဝေးရခွေးတွေမပြောဘူးဆိုရဲအတွက်ဒီလိုနေရာမျိုးမှာဆိုတော့ the dogs သင်နဲ့တော့ရရဲတဲ့ယူရီးယားစာကြောင်းကကြာ the water in the river is very clean the water in the river is very clean so ဒီမြစ်ထဲမှာရှိတဲ့ရေတွေကအရန်တက်တယ်လို့ပြောတာ right ဆိုတော့ဒီနေရာမှာကျွန်တော်တို့ရေလို့ပြောတာမဟုတ်ဘူးပင်လယ်ထဲရေလည်းမပြောဘူးချောင်းထဲရေလည်းမပြောဘူးဒီမြစ်ထဲကရေကိုပဲပြောတယ်ဆိုတဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာ specific right အတိအကျသုံးထားတယ်ဆိုတဲ့အတွက်ဒီလိုနေရာမျိုးဆိုလို့ရှိရင်တော့ uncountable noun ပဲမြင်တယ်နဲ့သုံးလို့ရပါတယ်တဲ့ပြီးတော့ရှေ့တစ်ဘက်ကပြောခဲ့တဲ့ noun တွေက proper noun ဆိုတာကကျွန်တော်တို့ အတိအကျပြောတယ်လို့ပြောခဲ့ right ဆိုတော့နာမည်တွေဆိုလို့ရှိရင်ကျွန်တော်တို့ mainma ကိုယောက်ျားတော့မပြောဘဲနဲ့ဥပမာ Sarah Jack right အဲဆိုလို့ရှိရင် Sarah ဆိုလို့ရှိရင်ကျွန်တော်တို့ mainma တိုင်းကိုပြောရမှာ Sarah ဆိုတဲ့ကောင်မလေးကိုပြောရမျိုးပြီးသွားလို့ရှိရင် country ဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့ countries တွေအကုန်လုံးကိုပြောတဲ့ဟာမျိုးမဟုတ်ဘဲနဲ့မြန်မာလို့ပြောတဲ့ဟာမျိုး language ဆိုလို့ရှိရင်ကျွန်တော်တို့ကဟို အဘာသာစကားတိုင်းကိုပြောတာမဟုတ်ဖ ೇನೆ English ကိုပြောတာမျိုး French ပြောတာမျိုး right အဲ့လိုနေရာမျိုးတွေမှာဆိုအဲ့ဒီစကားလုံးရဲ့ရှေ့မှာကျွန်တော်တို့ AN there ကိုမသုံးပါဘူးတဲ့ဆိုတော့ပထမစာကြောင်းမှာက she lives in japan သူမက japan မှာနေတယ်ဆိုတော့ japan ရဲ့အရှေ့မှာကျွန်တော်က she live in the japan လို့မပြောဘူး right ဘာလို့လဲဆိုတော့ japan က um proper noun ဖြစ်တယ်ဆိုတဲ့အတွက် proper noun ရဲ့အရှေ့မှာ AN there ကိုမသုံးဘူးဒုတိယစာကြောင်းကကြတော့ I can speak English ငါက English စကားပြောတတ်တယ် English က language right ဘာသာစကားတိုင်းကိုပြောတာမဟုတ် English ကိုပြောတာဆိုတဲ့အတွက်ဒီ proper noun ရရှိမှာ I speak the English တဲ့ A English တဲ့မပြောဘူး I speak I can speak English ငါ English စကားပြောတတ်တယ်နောက်ဆုံးတစ်ကြောင်းကကျတော့ Tonton was born in Myanmar Tonton ကမြန်မာပြည်မှာမွေးရတဲ့ဆိုတော့ဒီနေရာမှာ proper noun နှစ်ခုပါတယ် ထွန်းထွန်းကလည်း proper noun မြန်မာကလည်း proper noun right ဆိုတော့ယောက်ျားလေးတန်းကိုပြောတာမဟုတ်ထွန်းထွန်းတယောက်တည်းကိုပဲပြောတာဆိုရယ်ထွန်းထွန်းရဲ့အရှိမအေးန်တဲ့ထည့်စရာမလိုဘူးအဲ့လိုပဲမြန်မာဆိုတာကလည်း proper noun ဖြစ်တဲ့အတွက်မြန်မာရှိမှလည်း they မြန်မာဆိုပြီးတော့မတုံဘောเนาะဒါပေမဲ့အဲ့ဒီအဲ့လို country တွေထဲမှာဘေဟာကချွင်းချက်ရှိတယ်ဆိုတော့ America လို့ပြော America United States right US ဆိုလို့ရှိရင်ကျွန်တော်က in the United States လို့ပြောရပါ the United States လို့ပြောရ အဲ့ဒီဘယ်ကဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံတွေမှာကြည့်လိုက်လို့ရှိရင်ဗန်နိုင်ငံတွေရှိတယ်မြန်မာတို့ဂျပန်တို့ထိုင်းလန်တို့တလုံးနဲ့ right စကလုံးတလုံးပဲဒါပေမဲ့အာအမေရိကမှာ United States ဆိုလို့ရှိရင် United States ဆိုတော့နှလုံးဖြစ်သွားပြီ right အဲ့လိုမျိုးစကလုံးတလုံးထပ်ပို့တဲ့နိုင်ငံတွေဆိုလို့ရှိရင်ကျွန်တော်တို့တယ်နဲ့တုံးတယ်တဲ့ the united states ဒါမှမဟုတ်လို့ရှိရင် england ဆိုလို့ရှိရင် united kingdom လို့ခေါ်ရ right ဆိုတော့ the united kingdom ဘာလို့လဲဆိုတော့အဲ့ဒါတွေအကုန်လုံးကတစ်လုံးထက်ပိုတဲ့ဟာတွေမလို့တဲ့နောက်ခြွင်ချက်ကနောက်တစ်ခုကဘာလဲဆိုတော့ if တကယ်လို့များနိုင်ငံငါးတဲ့ကျွန်းသသေးလေးတွေအများကြီးနဲ့ဖွဲ့ထားတဲ့နိုင်ငံမျိုးဆိုလို့ရှိရင်လေတဲ့သူတို့ကဒေနဲ့တုံးနေတဲ့စကလုံးတစ်လုံးနဲ့နိုင်ငံနမဲကစကလုံးတစ်လုံးနဲ့ဖြစ်နေပေမဲ့သူ့နိုင်ငံကျွန်းနဲ့သသေးကျွန်းသသေးလေးတွေနဲ့ဖွဲ့ထားရဆိုလို့ရှိရင်လေကျွန်တော်ဒေနဲ့တုံးမယ်အဲ့ဒါကတော့တကယ်ကြောက်ပြောရအခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ ကိုရီးယားဘယ်လိုလုပ်ပြီးဒီနိုင်ငံနိုင်ငံတိုင်းကဘာမှမရှိနိုင်ငံဘယ်နိုင်ငံကျွန်းစုသီးလေးဖွဲ့ထားလဲဆိုတာမသိဘူး right ဆိုတော့ဒါပေမဲ့သူ့ရဲ့စီမင်းစီကံရပေါ့နော်အဲ့လိုမျိုးနိုင်ငံမျိုးဆိုလို့ရှင်လဲတင်နေတုံနေတဲ့အဲ့လိုဆိုတော့ဘယ်နေရာကြီးလဲဆိုလို့ Philippines Philippines ကိုမကြမမြေပုံမှာပါတယ် Philippines ကပထမဦးဆုံးပုံမှာ right Philippines ကိုကြည့်လိုက်လို့ရှင်မှာကျွန်းသီးလေးတွေအများကြီးနဲ့ဖွဲ့ထားတဲ့နိုင်ငံဆိုတဲ့အတွက်သူတို့က Philippines လို့မပြောဘဲနဲ့ The Philippines လို့ပြောရတဲ့ဒုတိယကျတော့ကျွန်တော်အမေရိကဒီ um Florida ရဲ့ဟိုဘက်မှာရှိတဲ့ Bahamas ပေါ့နော် Bahamas ဆိုလို့ရှိရင်လည်း Bahamas မှာမြေပေါ်မှာခြေလိုက်ရှင် Bahamas မှာကျွန်းလေးသေးသေးလေး right ဆိုတော့အဲ့လိုဆိုရတဲ့သူက Bahamas လို့မပြောဘဲနဲ့ The Bahamas လို့ပြောရတဲ့နောက်တစ်ခုကကျတော့ကျွန်တော် Japan ဆိုလို့ရှိရင်လည်းကျွန်းနေအများကြီးနေပါတဲ့နိုင်ငံလို့ကျွန်တော်ဆိုတော့ကျွန်မသိတယ်ပေါ့နော်ဒါပေမဲ့ Japan ကျတော့သူက The Japan လို့မပြောဘူး Japan လို့ပဲပြောတယ်ဘာလို့လဲဆိုတော့ တို့ကဂျပန်ကတဲ့ဂျွန်းကအကြီးတွေနဲ့လောက်ထားလို့တဲ့အသေးလေးတွေမဟုတ်ဘဲဂျွန်းကြီးတဲ့အတွက်ကြောင့်မလို့ဂျပန်ကိုကြတော့ဒေနဲ့မတုံးဘူးတဲ့အဲ့ဒါတော့ကျွန်တော်တို့ဟို article မတုံးတဲ့ချွင်းချက်တွေပေါ့နော်တုံးတာနဲ့မတုံးတာနဲ့ကွာတဲ့ချွင်းချက်တွေတဲ့ဆိုတော့ဒီ practice ကိုကြည့်ရအောင် practice မှာကဘာတွေပါလဲဆိုတော့ပထမဆုံးတစ်ခုက pick word ပေါ့နော်ဒုတိယတစ်ခုက mark ဆိုတာကကျွန်တော်တို့ခွက်ပေါ့ပြမခွက်လို့မျိုး right ပြီးပါလို့ရှင် apple Apple က Bendy jacket jacket က jacket ပါလို့ပဲခေါ်ရမြန်မာပြည်မှာလေပြီးွားလို့ရှင်တော့ဆိုခုကကျော် orange လေးမော်ဒီဆိုဒီနေရာမှာကျွန်တော် A နဲ့သုံးမလား N နဲ့သုံးမလားဆိုတာကိုကြည့်အောင် pick ဆိုတော့ pick က um vowel နဲ့မစဘူးဆိုရဲ့အတွက် a pick mug ကလည်း m နဲ့စရဲ vowel မဟုတ်ဘူးဆိုရဲ့အတွက် a နဲ့သုံးမယ် a mug apple ကကြတော့ a a vowel နဲ့စတယ်ဆိုရတော့ an up jacket ကလည်း j က vowel မဟုတ်ဘူးဆိုရတော့ a jacket နောက်ဆုံးခု orange orange က o နဲ့စတဲ့ vowel ဆိုရတော့ကျတော့ an orange လို့ပြောမယ်ဆိုတော့ဒုတိယအဒီမှာဒီ example ကဒါပဲနေရာမှာ a သုံးပြီး z သုံးလဲဆိုတာကိုပြောထားပါဘောနော် i saw a cat ငါကြောင်တကောင်ကိုတွေ့ခဲ့တယ်တဲ့ the cat was black and white ကျော် so, ကျွန်တော်တို့ပထမတော့ဝင်လေ့လာထားသလိုပဲပထမဆုံးမှာကျွန်တော်တစ်ခါမှမပြောဘူးသေးပဲနဲ့ဟိုအနေငယ်ဒီ countable noun ဆိုလို့ရှင်ကျွန်တော်တို့ a နဲ့ n နဲ့သုံးတယ်ဆိုတော့ဒီနေ့မှာ cat က c နဲ့စရယ်ဆိုတော့ i saw a cat ငါကြောင်ကိုတွေ့ခဲ့တယ်အဲ့ဒါပြီးတော့ကြောင်ကိုတွေ့ခဲ့လို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်ပြောတဲ့လူရောနားထောင်တဲ့လူရောကသိသွားပြီ right ဆိုတော့အဲ့ဒီကြောင်ကိုပြန်ပြီးတော့နောက်တစ်ခါပြန်ညွှန်းလို့ရှင် the cat was black and white ဒီကြောင်ကအဖြူနဲ့အမဲနဲ့ဆက်ထားတာဆိုပြီးပြောလို့ရပါပြီ။ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကဘေးကြောင်ကိုပြောရလဲဆိုတော့သိတယ်ဆိုတော့အဲ့ဒီနေရာမှာတည်သုံးလို့ရတယ်။အခုတခါစာကြောင်နှစ်ကြောင်မှာဘယ်ဟာမှန်လဲဆိုတော့ရွေးရအောင်။ဆိုတော့ A မှာက there is a glass of water on the shelf ဒီစင်ပေါ်မှာရေခွက်ရှိရဲ့လို့ပြောတာ။ဒုတိယတစ်ခုကကြတော့ there is glass of water on the shelf ဆိုတော့အတိတ်ပဲအတူတူပဲဘာကွာလဲဆိုတော့ a glass of water ပထမတစ်ခုမှာက a glass မှာရေခွက်မှာ a ပါတယ်ဒုတိယမှာကျတော့ a မပါဘူးဆိုတော့ဘယ်ဟာမှန်မလဲ glass ခံခွက်ဆိုတာက countable noun ဖြစ်တဲ့ရည်တွက်လို့ရတဲ့တစ်ခုနှစ်ခုလို့ရည်တွက်လို့ရပြီးတော့ glass က singular အနည်းငယ်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် a နဲ့သုံးတယ်ဆိုတော့အတွက်ပထမအဦးဆုံးနံပါတ် a ကမှန်တဲ့ sentence ပေါ့နော် there is a glass of water on the shelf Now practice တစ်ခုကကြတော့ I don't have suit for the event. ဒီက I don't have a suit for the event. ငါကတဲ့ event ဆိုတာကပွဲသွားဖို့အတွက်ကို suit မရှိ suit ဆိုတာက ကိုယ်အင်ဂျင်နောက်ကဘောင်းမီအရှင်နဲ့အဲ့လိုမျိုးပွဲပိုက်သွားရင်ဝတ်တဲ့ဟာမျိုးပေါ့နော်။အဲ့ဒါမျိုးမရှိဘူးလို့ပြောတာ။ ဒီနေရာမှာဝစ်စုံတစုံအကြောင်းကို general sense ဆိုရရေပူရအဖြစ်နဲ့ပြောရဆိုရအတွက်ကျွန်မတို့ a ခဲ့ပြီးတော့တုံးနေဘာလို့ဆိုရလဲ singular လည်းဖြစ်တဲ့ general sense နဲ့ပြောထားဆိုရအတွက်အာ a နဲ့တုံးနေပေါ့နော်နောက်တစ်ခုကကျတော့ the information you give me is wrong ပြာ information you give me is wrong ဆိုတော့အတိတ်ပဲ information ဆိုတာတည်င်းချက်လာပေါ့နော်နင်ကောပြောတဲ့တည်င်းရတဲ့အမှားလို့ပြောတာ right ဆိုတော့ကျွန်မရှစ်တော့မှပြောခဲ့တယ် information ဆိုတာက uncountable noun uncountable noun တွေကိုတဲ့ရေပူရအားဖြင့်ပြောလို့ရှိရင်ကျမတို့ဒီ article မလို့ဘူးဆိုပေမဲ့ဒီနေရာမှာက तू ကဟို information dime ကိုပြောတာမဟုတ်ဘူး तू ဒီလူကပေးတဲ့ information ကမှားတယ်ဆိုတဲ့အတွက်ဒီဟာ तू ပေးတဲ့ information လို့ပြောရ specific ပြောထားတယ်ဆိုတဲ့အတွက်ကျမတို့ the information ဆိုတာကမှန်တယ် the information you gave me is wrong နေပေးတဲ့ information တခြား information ကိုပြောတာမဟုတ်ဘူးနော် specific ပြောထားတယ် and countable noun ဆိုတော့ကျွန်တော်တို့ the information ဆိုပြီးတော့ article နဲ့တုံးတယ်နောက်တစ်ခုက a I like to sit in a sand နောက်တစ်ခုကကျတော့ i like to sit in the sand a sand solution မဟုတ်တကယ်လို့မြန်နေတွေက ဟိုဘယ်လိုပြောမလဲရေပူရအဖြစ်ရှိလာမယ်အများကြီးရှိရမျိုး right အဲ့ဒီကမှတခုပြောရမျိုးမဟုတ်ဘူးဒါက unique ဖြစ်တဲ့အရာမျိုး right နေကတကဘာဒီစကြောရတခုတော့မှတခုပဲရှိတဲ့နေဆိုတဲ့အတွက်အဲ့လိုနေရာမျိုးမှာ the နဲ့တုံးတယ် the sand ဆိုတာကအဖြစ်မှန်ပေါ့နော် အခုကျမလေ့လာခဲ့တာကိုနားလဲတယ်ဆိုတာသိကြအောင်ဒီနောက်ဆုံး dialogue လေးကိုကြည့်အောင်ဆိုတော့ဒီ dialogue မှာကလူနှစ်ယောက်ကတယောက်နဲ့တယောက်ပြောထားတဲ့ဥစ္စာလေးပေါ့နော် person one ပထမလူကပြောလဲဆိုတော့ i'm looking for a gift for my friends ငါ့ရဲ့သင်ငယ်ချင်းတို့အတွက်ငါကလက်ဆောင်ဝယ်ဖို့ရှာနေတာတဲ့ do you have any suggestion နင်းနဲ့အကြံပေးချင်တာရှိလားပေါ့နော်ဘာဝင်ကောင်းမလဲဆိုပြီးမေးတာပြောဆိုတော့ person b ကသူကပြန်ပြောလဲဆိုတော့ what about a book စာအုပ်ဝယ်ပေးပါလားတဲ့ what about a book book ဆိုရင်ဒီစာအုပ်ဆိုဘယ်လိုလဲပေါ့နော်အဲ့လိုပြောတော့ there is a great selection of novels over there ဟိုမှာတဲ့ငါတို့ရန်ကောင်းတဲ့ novel ဆိုတော့ what is out ဒီပေါ့နော်စာအုပ်တရှိရဲ့တဲ့ what is out ရှိရဲ့ပေါ့အဲ့ဒါကြီးသာကြီးရဲ့ဆိုပြီးပြောတာဆိုတော့ person A ကပြန်ပြောတယ် that sounds perfect or အဲ့ဒီအချင်ညာကောင်းတယ်ဒီ it sounds perfect ပေါ့နော်အော်ဒါကောင်းတယ်တဲ့ I'll go I'll go get a book ငါစာအုပ်သွားရှုမယ်စာအုပ်သွားဝင်မယ်ပေါ့နော် I think she will love the one about history. ငါချင်တာတဲ့သူကတမိုင်းအကြောင်းစာအုပ်ဆိုလို့ရှိရင်တဲ့သဘောကျလောက်တယ်တဲ့ ဆိုတော့ person B နောက်တစ်ယောက်ကဘာပြင်ပြောလဲဆို great choice ရွေးချယ်တာကောင်းတဲ့ရွေးချယ်မှုပေါ့နော် and don't forget the wrapping paper next to the counter so wrapping paper ဆိုတာကကျမတို့ဒီ um လက်ဆောင်ထုတ်ထုတ်တဲ့အလှဆက်ကူပေါ့နော်အလှဆက်ကူက counter ဘေးမှာရှိရဲတဲ့မမေ့နဲ့အောင်လို့ပြောတာဆိုတော့ဒီအောင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ noun နဲ့ article ဆိုတာကိုကြည့်မယ်ပထမအဦးဆုံးတွေ့တဲ့ noun က gift gift ဆိုတာက lesson ဆိုတော့ဒီနေရာမှာကျွန်တော်တို့ a and there အကုန်လုံးဖြစ်နိုင်တယ်မပါတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာလို့ a ကိုသုံးထားတာလဲဆိုတော့ i am looking for a gift for my friend ငါငါတငယ်ချင်းအတွက်ကိုလက်ဆောင်ရှာတာဆိုတော့ तू ကဘာလက်ဆောင်ဆိုတာအတိအကျသူမသိ तू ဘာဝယ်ရမှန်းတော့မသိသေးဘူး right ဆိုတော့လက်ဆောင်က तू ကလက်ဆောင်ဖြစ်ရင်ပြီးရောဆိုတော့မြအခုလောလောဆယ်မှာပေါ့နော် तू ပြောထားလက်ဆောင်ရှာရဲဆိုတော့ဘာမှမသိသေးတဲ့တော့ရေပူရအဖြစ်ပြောထားတဲ့အရာမျိုးပြီးတော့ဒါက um singular noun အနေနဲ့ဖြစ်တယ်ပြီးတော့ um ပြီးတော့ countable noun ဖြစ်တယ် right countable noun အနေနဲ့ဖြစ်တယ်ဆိုတော့ judge မှာတော့ a gift လို့သုံးတယ် vowel နဲ့မစတော့ and မသုံးဘူးဒီနေရာမှာ a ပဲသုံးလို့ရတော့ a gift ဒုတိယစာကြောင်းမှာကျတော့ a book စာအုပ်ဆိုတာ what about a book right ဆိုတော့ဒီကောင်လေးကလည်းစာအုပ်ဆိုရင်ဘယ်လိုလဲလို့ပြောပေမဲ့ဘာစာအုပ်ဆိုတာအတိအကျမပြောဘူးသူက suggestion ပေးလိုက်တာစာအုပ်ဆိုဘယ်လိုလဲဆိုတဲ့အတွက်တို့ဒီနေရာမှာလည်းခုနကလိုမျိုးပဲ general အချင်းပြောရဲ singular countable noun ဖြစ်တော့ a နဲ့သုံးတယ် နောက်တစ်ခုကကျတော့ a great selection of novels ဒီနေရာမှာလဲ great selection of novels ဆိုပြီးမှဘာအကြောင်းအရာလို့မပြောတော့ history အကြောင်းလားအချစ်အကြောင်းရေးတဲ့ဟာလားအတိအကျမပြောတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ a great selection ဆိုပြီးတော့တုံးတယ် နောက်တစ်ခုကကျတော့ I'll Google book ဆိုရင်ဒီမှာ a book လို့ပြော right ဆိုတော့ okay ငါစာအုပ်စာအုပ်သွားရှုမယ် okay သူဟိုတရားက suggestion ပေးလိုက်တာစာအုပ်ဆိုတော့ okay ငါစာအုပ်သွားယူမယ်လို့ပြောတာဒီနေ့ကအထီးလဲသူကဘာမှတိတိကျကျမပြောထားအောင်အတိအကျမပြောသေးတဲ့အတွက် book မှာ A နဲ့သုံးတော့ပေါ့နော်နောက်တစ်ခုကကျတော့ the one the one ကဒီနေ့မှာဘာကိုပြောရလဲဆိုတော့ ါက I will go get a book လို့ပြောရ right ငါကစာအုပ်တော့ဝယ်မယ်တဲ့တန်ပြီးသွားတဲ့ခါကျတော့ I think she will love the one about history ဒီနေရာရောက်သွားတော့ပထမစာအုပ်နဲ့ဘာမှတူတော့ဘူးလေဆိုသေသေးစကြာပြောရတဲ့ဟာမျိုး right တခြားစာအုပ်တိုင်းကိုပြောရမှာ history အကြောင်းစာအုပ် history အကြောင်းပါတဲ့စာအုပ်ကိုယူမယ်ဆိုတဲ့အတွက်ဒီနေရာမှာကျတော့ specific ပြောပြီးသွားတာပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့က the one ဆိုတာကဟို ဟိုစာအုပ်ကို refer လုပ်တာပေါ့နော်ဒါပေမဲ့သူက then နဲ့အတာကြောင့်မလို့တုံးねနောက်တစ်ခုကကျတော့ the wrapping paper the wrapping paper ဆိုတာကအလှဆက်ကိုကျွန်တော်ပတ်တဲ့ဟာပေါ့နော်ဒီနေရာကျဒီနေရာမှာဘာလို့ the wrapping paper လို့တုံးပြီးတော့ a wrapping paper လို့မတုံးတာလဲဆိုတော့ तू ကဒီနေရာအတိအကျပြောထားရ right next to the counter counter ရဲ့ဘေးက wrapping paper ကိုမမေ့နဲ့လို့ပြောထားရမယ် right ပြီးတော့ဒီမှာဒီနေရာမှာ speaker ရောပြောနေတဲ့သူရော ်ပြောတဲ့လူဟာဒီ counter နားမှာပဲရှိပြီးနှစ်ယောက်တိတဲ့ဥစ္စာမျိုး right သူ maybe လက်ညှိုးထိုးပြီးပြောရတယ်ဖြစ်ရင်ဖြစ်မှာ right ဆိုတော့အတွက်ကြောင့်မလို့ um အဲ့ဒါကြောင့်မှကျွန်တော်ဒဲနေတော့လဲနောက်ဆုံးတစ်ခုကကျတော့ the counter the counter ဆိုရလဲ တခြား counter ကိုပြောမဟုတ်ဘူးသူတို့နှစ်ယောက်ကကျွန်တော်မမြင်ရပေမဲ့ most likely ဖြစ်နိုင်ခြေရှိတာကသူတို့အိမ်နားမှာကနေပြီးတော့ဟိုဘက်ကို counter လောက်ညွှန်ထုတ်ပြောဟို counter နားက wrapping paper လည်းမမိနဲ့ဘူးပြောလိုက်တာမျိုး right ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီ wrapping paper counter နှစ်ခုလုံးကအတိအကျတခြားဟာတွေကိုပြောမဟုတ်ဒီ specific ပြပြီးတော့ပြောတဲ့ဟာတွေမလို့အိမ်နားနဲ့နေရာလုံးမှာကျွန်တော်တို့ကအိမ်တည်နေတော့နေပေါ့နော် ဗီဒီယိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးများရဲ့ကျွန်မရဲ့တကယ်လို့နားမလဲတာပဲဖြစ်ဖြစ်မေးချင်တဲ့မေးခွန်းရှိလို့ရှင်အောက်က comment မှာမေးပေးပါပေါ့နော်ကျွန်မတွေ့တဲ့အချိန်ကြာလို့ရှင် respond လုပ်ပါမယ်